လုံများမဲ့ဈေးကွက်ရာသီကိုဖြတ်တန်းရအောင်မဲ့လီဗာပူးအားလုံးပဲမင်္ဂလာပါရှင်စပော့ကဘာကနေကြိုဆိုလိုက်ပါတယ်နမကျော်သတင်းတော့ David Onstein ကတော့ Liverpool အသင်းကနေထွက်ခွာနိုင်ခြေရှိတဲ့ကစားသမား9ဦးနဲ့အတူ Liverpool အသင်းခေါ်ယူသွားနိုင်ခြေရှိတဲ့ကစားသမား2ဦးအကြောင်းကိုထုတ်ဖော်ပြောဆိုခဲ့ပြီးဖြစ်ပြီးတော့ The Reds Fan တွေအတွက်ပြန်လည်မျှဝေပေးလိုက်ရပါတယ် လီဗာပူးအသင်းဟာဝက်ဆန်ကိုအနိုင်ရရှိခဲ့ပြီးတဲ့နောက်မှာဒုတိယနေရာကအာဆင်နယ်ကဘရန့်ဖို့အသင်းနဲ့တရေရလက်ထွက်ပေါက်ခဲ့လို့အာဆင်နယ်ကို73မဲ့အထိဖြတ်တောက်ဦးဆောင်ထားရင်းနဲ့၅နှစ်အတွင်းမှာဒုတိယမြောက်ပရီးမီးယားလိဆူဖလားကိုကင်မြောက်ဖို့အတွက်နောက်ထပ်နိုင်ပွဲနှစ်ပွဲပဲလိုအပ်တော်တာဖြစ်ပါတယ်။1990နောက်ပိုင်းကပထမဆုံးအကြိမ်ပရီးမီးယားလိချန်ပီယံဖွဲ့ကိုနီးပြကြီးရာခန်ကလပ်ကအရယူပေးနိုင်ခဲ့ပြီးတော့ဒီအစုဖွဲ့တဲကိုမှနီးပြတဲ့အမ်စလော့ကခီအီဇာတယောက်တည်းကိုပဲထပ်ပေါင်းထည့်ပြီးတော့မှချန်ပီယံဘက်ကိုအရယူနိုင်တော့မှလည်းဖြစ်ပါတယ်။ ဒါကန်ကလော့ဖွဲ့စည်းပေးခဲ့တဲ့ကစားသမားအစုဖွဲ့နဲ့အတူ M slot တရာအခွင့်အရေးကိုအကောင်းဆုံးအသုံးချသွားနိုင်ခဲ့တာဖြစ်ပြီးတော့ Liverpool ပြိုင်ပွဲတွေအတွက်ကတော့ဂျင်းနဲ့ဆရာကြီးဖြစ်ခဲ့ရတာပါဒီကတဲ့ဈေးကွက်မှာကစားသမားတအူးတဲကိုပဲခေါ်ယူခဲ့ပြီးမြင်လေ။လာမယ့်ຫນွေဈေးကွက်မှာတော့ကစားသမားတွေခေါ်ယူဖို့အတွက် Richard Host တို့အလုံများနေကြောင်း Onstein ကဖော်ပြလာခဲ့တာပါ။အထူးသဖြင့်ကတော့ခန်းစစ်နဲ့တိုက်စစ်ကိုအားဖြည့်သွားဖို့ရှိနေတာပဲဖြစ်ပါတယ်။ ။သတင်းတော်အွန်စတိန်ကလေဘာပူတို့အတွက်တကယ့်ကိုအလုံများမဲ့ရာသီတစ်ခုပါပဲ။ကျွန်တော်အထင်တော့သူတို့ဟာဘုံမောက်ရဲ့ခံစစ်မှု၊ပိုင်ဇန်နဲ့ဘဲခံစစ်ကစားသမားခါကက်စတိုကိုတပြိုင်တည်းခေါ်ယူသွားခြင်းနေတဲ့ပုံပါပဲ။ဖြစ်နိုင်တာကဒါဝင်နူညက်စ်ကတော့အတင်းကနေထွက်ခွာသွားဟန်လဲရှိနေတာပါ။ဆနလလောက်ပဲစာချုပ်တက်တန်းကြံရဲ့ကိုနာတီးအတွက်လည်းပြင်ဆင်သွားရပါအောင်မယ်။ရော်ရီကန်ဆတ် ဟာဗီအီလီယော့ဂျိုကိုမက်လူးဝစ်စီယက်တို့တောင်လီဗာပူးနဲ့စာချုပ်သက်တမ်းနောက်ဆုံးနှစ်နေထဲကိုနီးကပ်လာနေပြီဖြစ်လို့လီဗာပူးအတွက်ဖြည့်ရှင်းစရာတွေအများကြီးရှိတယ်လို့ပြောဆိုခဲ့တာဖြစ်ပါတယ်။အားလုံးလည်းသိတဲ့အတိုင်းပဲထရန့်ကယာဒီကွန်ရင်ရီရဲ့အသင်းစီကိုအလွတ်နဲ့ထွက်ခွာသွားတော့မှာဖြစ်ပြီးတော့ဘဲချန်းကရောဘတ်ဆန်ရဲ့ခြေစမ်းတွေကလည်းအကြပိုင်းကိုဥတီလာနေတာဖြစ်ပြီးတော့တစ်နှစ်သားစာချုပ်သက်တမ်းကျန်တော့မယ့်အချိန်မှာထွက်ခွာစီမလားစာချုပ်သိပ်ပြီးမလားဆိုပြီးဆုံးဖြတ်ရတော့မယ့်အချိန်ဒီပါ။အဲ့ဒီအပြင် ကြောခဲ့တဲ့အစည်းရင်းတွေကကစားသမားတော်တော်များများကိုလည်းစိတ်ဝင်စားနေတဲ့အသင်းတွေကရှိနေတာကြောင့်မလို့အသေးအချာစစ်ထုတ်သွားရမယ့်အခြေတစ်ခုပါပဲ။ဒါကြောင့်လီဗာပူးအသင်းဟာခန်းစစ်ကိုအားဖြည့်ဖို့ကြိုးစားလာနေတာဖြစ်ပြီးတော့ဘုံမအသင်းရဲ့ခန်းစစ်အတွက်ကိုတပါးနဲ့ခေါ်ယူချင်နေတာပါ။ဒီခေါ်ယူမှုအဆင်ပြေသွားရင်တော့အသင်းအနေနဲ့ရောင်းထုတ်တဲ့သူတွေကိုရောင်းထုတ်သွားဖို့စီစဉ်လာဖို့ရှိပါတယ်။လက်ရှိမှာကတော့ဒီဘုံမောက်ခန်းစစ်အတွဲကိုလီဗာပူးကပေါင်65တန်းဝင်ကျင်အသုံးပြုသွားရဖို့ရှိနေတာပါ ဒီကစားသမားနှစ်ဦးသာရောက်လာမယ်ဆိုလို့ရှိရင်ခန်းစစ်ကအတော်လေးစစ်ချသွားလို့ရပြီးတော့ဒါဝင်ဂျိုတာရဲ့နေရာကိုအစားထိုးနိုင်မဲ့လောက်လောက်လာလာတိုက်စစ်မှုတူလောက်ကိုပဲခေါ်ယူဖို့ကြံတော့မှာဖြစ်ပါတယ်။ဆာလာကိုစကြုပ်တင်ပေးပြီးဖြစ်တယ်လို့ဘယ်ကျန်းအတွက် DS ကပို့လို့ရှိနေချိန်အထောင်တိုက်စစ်မှုကောင်တူကိုလိုအပ်နေတော့တာပဲဖြစ်ပါတယ်။အထောင်တိုက်စစ်မှုတူခန်းစစ်နှစ်ဦးလောက်ရခဲ့ရင်တော့လီဗာပူးဟာလာမယ့်ရာသီကိုကောင်းကောင်းကြီးကျော်ဖြတ်သွားနိုင်မှုရှိကြောင်းတင်ဆက်ပေးလိုက်ရပါတယ်ရှင်။